Facebook, Telegram, Messenger ကျွန်တော် software တွေကိုနှစ်ခုပွားလို့ရမယ် software 5မျိုးအဲဒါဆိုနံပါတ်1ရနေပြီးတော့ကျွန်တော်တို့စလိုက်မယ်နံပါတ်1 software ကတော့ Play Store မှာလည်း download ရတယ်300လည်းအဆင်ပြေတယ်အဲ့ဒါကတော့ကျွန်တော်တို့ Parallel Space ဆိုတဲ့ software လေးဖြစ်ပါတယ်အဲ့ဒါ Parallel Space တဲ့ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ agree ရဲ့ continue ကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ continue ချက်နှိပ်မယ်ဖတ်နေပြီးတော့ကျွန်တော်တို့ဒီနေရာမှာ permission လေးပေးမယ်ပေါ့နော်အလောင်း permission လေးတစ်ချက်ပေးမယ် ပါရာစပိတ်တရောက်ပြီဆိုလို့ရှိရင်စတောက်ကိုနှိမ့်မယ်စတောက်ကိုနှိမ့်ပြီးတော့ဒီနေရာမှာသူကတော့ Facebook Messenger Viber ပြီးလို့ရှိရင် COC ရဲ့ Mobile Legends ရဲ့ဟိုသူကပေးလိုက်ပါတော့အဲ့ဒါလေးကိုကျွန်တော်တို့ကဒီနေရာလေးမှာပါတော့ Messenger ရဲ့ Viber ရဲ့ COC ရဲ့ Mobile Legends ရဲ့ကိုပေးထားတာလို့ဆိုတော့ကျွန်တော်အဲ့ဒါနှစ်ခုကိုဖြိုးလိုက်မယ်ကျုပ်ပြီးတော့ကျွန်တော်တို့ဒီမှာတစ်ခုတည်းကိုပဲကျွန်တော်ပြမယ်ပါတော့ Viber လေးကိုပဲပြမယ်ပွဲပါပြပြီးတော့ကျွန်တော်တို့ဒီမှာအရှိကို ကလုံးပွားလိုက်မယ်ပေါ့နော်ပွားပြီးလို့ရှိရင်ကျွန်တော်အဆက်ကိုတစ်ချိုက်နှိပ်မယ်အဲဒါကျွန်တော်တို့ထပ်ပွားနေတဲ့အားလေးကိုကျွန်တော်ဒီနေရာမှာအဲ့တဲ့ APP ကနေပြီးတော့နှိပ်ပြီးတော့ကျွန်တော်တို့ထပ်ပွားလို့ရတယ်အဲဒါကျွန်တော်တို့ပွားတာတော့ Facebook ရဲ့ Messenger ရဲ့ Viber ရဲ့အသုံးခုဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ထပ်ပွားခြင်းနဲ့ဟာရှိလို့ရှိရင်အဲ့တဲ့ APK ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာပေါ့နော် Mobile Legends ကိုပဲထပ်နှိပ်လိုက်မှာပေါ့နော်အားလေးကိုကျွန်တော်ထပ်နှိပ်ပြီးတော့ကျွန်တော်ပွားလိုက်မှာဖြစ်ပါတယ်အာကျွန်တော်တို့မလို့ချင်းဘူးပွားရတာတွေများနေရဆိုလို့ရှိရင်ကျွန်တော်တို့ဖိပြီးတော့ဒီမှာအမိုက်ပိုးလေးကိုနှိပ် နေပြီလို့ရှိရင်ကျွန်တော်ဒီနေရာမှာဒလီကိုနေလဲလို့ရှိရင်သူကပေါ်လာတာပြတ်သွားမှာပေါ့နော်ဒီကနေပြီးတော့ကျွန်တော်တို့ Viber လေးကိုကျွန်တော်ဖွင့်မယ်ဆိုလို့ရှိရင်ဒီက Viber ကိုဖွင့်မယ်အဲ့တော့ဒီက Viber လေးပေါ်လာပြီဆိုတော့မဟုတ်ကျွန်တော်ဒီကနေပြီးတော့ Viber account ကိုထပ်ဖွင့်လို့ရတယ်အဲ့ဒါဆိုတော့နံပါတ်2ဆော့ဝဲလေးကိုကျွန်တော်ပြောက်ပေးမှာမလို့နံပါတ်2ဆော့ဝဲကတော့ဘာဖြစ်မလဲဆိုတော့ဒီမှာ Multiband account ဆိုတဲ့ဟာလေးဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ Agree ကိုတင်ညို့ထပ်နှိပ်မယ်တော့ဒီနေရာလေးမှာ ူပေးတော့တော့မလို့ချင်ဘူးဆိုတော့ကျွန်တော်တို့ဒီမှာအပေါင်းလက်ခလာနေနဲ့ကျွန်တော်ဘိုင်ဘာကိုပဲထပ်နေမှာဖြစ်ပါတယ်အဲကျွန်တော်ဘိုင်ဘာကိုရေးမယ်ဘိုင်ဘာကိုရေးပြီးတော့ဒီနေရာမှာကျွန်တော်တို့ထပ်နေမယ်အဲတော့ဘိုင်ဘာရပြီဆိုတော့ကျွန်တော်ဒီနေရာလေးမှာဘိုင်ဘာလေးကတက်ပေါ်ပြီဖြစ်ပါတယ်အဲဆိုတော့တော့ဒီနံပါတ်1 software လေးကလည်းကျွန်တော် သုံးတာအဆင်ပြေတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်နံပါတ်3 software လေးနံပါတ်3ခုမျိုး software လေးကိုကျွန်တော်ဆက်သွားမှာဖြစ်ပါတယ်နံပါတ်3ခုမျိုး software လေးကတော့ Chrome ဆိုတဲ့ software လေးဖြစ်ပါတယ်အားလေးကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်ဘယ်လိုသုံးရမလဲဆိုတော့တစ်ချက်ပြမယ်ပေါ့နော်အဲဆိုတော့ကျွန်တော်အဆက်ကိုနှိပ်မယ်အဆက်နှိပ်ပြီးတော့ကျွန်တော်ဒီနေရာလေးမှာတို့ကတော့ဒီနေရာမှာ position နဲ့ view ကိုပြတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ less view ဆိုတာလေးကိုပဲကျွန်တော်နှိပ်လိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ apply color နဲ့ကိုနှိပ်ပြီးတော့ကျွန်တော်ထည့်မယ်ပေါ့နော် အဲဆိုတော့ကျွန်တော်ဒီနေရာလေးမှာ Telegram ပဲဖြစ်ဖြစ်ဒီနေရာလေးမှာကျွန်တော်တို့ထပ်ပေါင်းမှဆိုရင်တော့အပေါင်းနှိပ်ပြီးတော့ပိုင်ပါပဲဖြစ်ဖြစ်ကျွန်တော်နှစ်ခုပွားလိုက်မယ်ဘောနော်ပွားပြီးလို့ရှိရဲကျွန်တော်ပိုင်ပေါင်းတစ်ချက်နှိပ်မယ်အဲဆိုတော့ပိုင်ပေါင်းအဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့အပြင်ပြန်ထွက်မယ်အပြင်ပြန်ထွက်ပြီးတော့ Telegram တစ်ချက်နှိပ်မယ်ဘောနော် Telegram လည်းအဆင်ပြေတယ်ဒီကနေပြီးတော့အကောင့်ထပ်ဖွင့်လို့ရတယ်ကျွန်တော်တို့ original software တစ်ခုပြန်လဲ software တစ်ခုပွားရဲဆိုတော့ဒီမှာပွားတဲ့ software အဲ့နေပြီးတော့ကျွန်တော်တို့အကောင့်ဝင်ပြီးတော့ကျွန်တော်သုံးလို့ရတယ် အဲ့တော့နံပါတ်3ဆော့ဝဲလေးရလဲအဆင်ပြေပြီဆိုတော့ကျွန်တော်နံပါတ်ဆိုတော့ကျွန်တော်နံပါတ်4ခုမြဲဆော့ဝဲလေးရဘာဖြစ်မလဲဆိုတော့လေးကိုတစ်ချက်ထပ်သွားကြည့်လိုက်မယ်အဲ့တော့နံပါတ်4ဆော့ဝဲလေးက2 account ဆိုတဲ့ဟာလေးရှိတယ်ဗောနော်အဲ့ဒီဆော့ဝဲလေးအကုန်လုံးကတော့ကျွန်တော် Play Store မှာရှိတယ် Play Store မှာမဆိုလို့ဗော download ရတယ်2 account ဆိုတဲ့ဆော့ဝဲလေးကိုကျွန်တော်ဝင်လိုက်မယ် agree ကို continue ကိုထပ်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ခုနပုံစံအတိုင်းပဲကျွန်တော်ဒီနေရာလေးမှာဗောနော် ဒီမှာကျွန်တော်အပေါင်းလက္ခဏာလေးနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ TikTok ကိုကျွန်တော်ထပ်ယူကြည့်မယ်ပေါ့နော် TikTok ထဲရောက်သွားပြီပေါ့နော် TikTok ထဲရောက်သွားပြီးတော့ကျွန်တော်ဒီနေရာမှာ TikTok အကောက်ကိုလွင့်ဝင်နေလဲရတယ်လွင့်ဝင်မူရင်ဒီနေရာလေးကို TikTok အကောက်ထဲရောက်သွားတာဖြစ်ပါတယ် TikTok အကောက်ထဲရောက်သွားပြီဆိုလို့ရှိရင်အကောက်ကိုလွင့်ဝင်ချိန်လဲရတယ်ရှင်းအောင်လုပ်ချိန်လဲရတယ်ပေါ့အဲ့လေဟို TikTok အကောက်ရလာဆိုတာလေးကိုစမ်းပြတာဖြစ်ပါတယ်အဲ့ဒါတော့နံပါတ်လေး software လေးကလည်းအဆင်ပြေတယ် ဘာကုမြဆော့ဝဲလေးရဘာဆော့ဝဲလေးဖြစ်မလဲဆိုတာလေးကတော့ Chrome APP ဆိုတဲ့ဆော့ဝဲလေးဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်အကြီးရဲ့ code new ထပ်ပေးမယ်ထပ်ပေးပြီးတော့အလောင်းပါမရှင်ပေးမယ်အလောင်းပါမရှင်ပေးပြီးတော့ဒီနေရာလေးမှာမနော်ဆော့ဝဲကိုပွားနေတာပြတဲ့အတွက် dot to close ဆိုတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်အကြီးကိုထပ်နှိပ်ပေးမယ် ဲ့ဒီမှာ software တွေအများကြီးကြားလာတဲ့တဲကကျွန်တော်တို့က bus software လေးကိုရွေးမလဲဆိုတော့ကျွန်တော် Facebook ဆိုတဲ့တစ်ခုကိုရွေးမယ် Facebook ရွေးပြီးတော့ကျွန်တော်ဒီနေရာမှာသူက clone ပွားနေတာဖြစ်တဲ့အတွက် clone ကိုနှိပ်မယ်ပေါ့နော်အဲ့တော့ Facebook install မှာပြီးဖြစ်တဲ့အတွက်ဒီမှာ Facebook လေးကအဆင်ပြေဖြစ်ပါလားအဲ့ဒီမှာကျွန်တော်တို့ clone app ရောက်နေပြီးတော့ note လေးပေးခိုင်းတယ်ပေါ့နော်အဲ့ note လေးတစ်ချက်ပေးတယ်ကျွန်တော်ဒီနေရာမှာ Facebook ဖိတ်လို့ရလားမရလားဆိုတာလေးကိုကျွန်တော်ဒီနေရာလေးပြီးတော့နှိပ်ကြည့်မယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ Facebook ပြေသွားပြီဒီနေ့ကနေပြီးတော့ message တို့က Gmail ရဲ့ password ရဲ့နှိပ်ပြီးတော့ login တောင်းဝင်လို့ရှိရင် Facebook account ကပြေသွားပြီဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော် TikTok ကိုထပ်ပြီးတော့ပွားပြမယ်ပေါ့နော်အဲ့ဒါလေးကို TikTok နဘေးကပေါင်းလက်ကလာလေးကိုနှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ close ဆိုတာလေးနှိပ်မယ်ပေါ့နော်အဲ့တော့ TikTok လေးက instant မုန်းပြီးဖြစ်တဲ့အတွက်ဒီနေ့လေးမှာကျွန်တော် TikTok ကိုတစ်ချက်နှိပ်မယ်အဲ့တော့ TikTok account ထဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ TikTok ကိုတန်းကြည့်လို့လည်းရတယ်အကောက်ဖွင့်ပြီးတော့ သုံးလိုက်ရတယ်ဗောနော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော် software 5ခုကိုအလက်တကူပြပေးလိုက်တာဖြစ်ပါတယ်ဒီ software တွေမရှိဘဲနဲ့ software တွေကိုပွားပြီးတော့သုံးလုံးရလာဆိုတော့သုံးလုံးရပါတယ်အဲ့တော့ဘာဖြစ်လို့ဒီ software တွေကိုပြပေးလဲဆိုတော့သုံးလုံးမရတဲ့အခက်အခဲဖြစ်နေတဲ့ဘုန်းတွေအတွက်ကိုဒီ software တွေနဲ့ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီ software တွေမသုံးဘဲနဲ့ဘယ်လိုလုံးလို့ရမလဲဆိုတာလေးကိုတစ်ချက်ပြပေးမှာဗောနော်အဲ့တော့ဒီ software တွေမရှိဘဲနဲ့ဘုံမှာ original ပါတဲ့ APK ဝါနီလေးကိုကျွန်တော်ထပ်ပြပေးပါမယ်ပေါ့နော်ကျွန်တော်စတင်တဲ့တစ်ချက်ဝင်မယ်စတင်တဲ့တစ်ချက်ဝင်ပြီးတော့ကျွန်တော်တို့ကအပေါ်နည်းနည်းဆွဲမယ်ပေါ့နော်အပေါ်နည်းနည်းဆွဲပြီးတော့ဖုန်းလေကတော့တလုံးနဲ့တလုံးလန်းတူမှာမဟုတ်ဘူးစတင်နေတဲ့တူမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ပြတာကတော့တကနိုဖိုးပြပါတယ်မင်းတို့လိုလဲမီမီဖုန်းဘွေဖိုးဘို့အပိုဖိုးတွေမှာလဲကျွန်တော်တို့ APK APK manage ဆိုတဲ့ဟာလေးကိုရွေးပြီးတော့အဲ့ထဲကနေပြီးတော့ရှာလို့ရနိုင်တယ်ပေါ့နော်ကျွန်တော်စမ်းကြည့်သလောက်ကတော့ APK manage ထဲမှာပဲရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုတစ်ချမ်းထိတ်မယ် တချမ်းနေပြီးတော့ကျွန်တော်ဒီနေရာလေးမှာပေါ့နော် APP APP twin ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုနှိမ့်လိုက်လို့ရှိရင်ကျွန်တော်မှာတော့ပွားတယ်ပေါ့နော်တချို့ဖုန်းတွေမှာတော့ debit APK ဆိုတာလည်းစာသားလေးလည်းရှိတယ်ပေါ့နော်တချို့တချို့ဖုန်းတွေမှာတော့ APP clone ဆိုတာလေးလည်းရှိတယ်ပေါ့နော်ကျွန်တော်ကတော့ APP APP twin ကနေပြီးတော့ကျွန်တော်နှိမ့်မယ်နှိမ့် TikTok ကိုရတယ်ပေါ့နော် TikTok ရတယ်ပြီးလို့ရှိရင် Facebook Messenger Telegram ပွဲပါအဲ့ဒါတွေပဲရတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ပွဲပါလေးကိုကျွန်တော်ထပ်ပြီးတော့ ကလုံးပြမယ်ပေါ့နော်ကျွန်တော် original ဖုန်းထဲကနေပြီးတော့ကလုံးပြပါမယ်ဒီနေရာမှာ original ဖုန်းထဲကနေပြီးတော့ pro လို့မရတဲ့ software တွေကတော့ဘာဖြစ်မလဲဆိုတော့ဒီ Facebook Messenger Viber ပြီးလို့ရှိရင်ကျွန်တော် TikTok ကနေလွဲပြီးတော့ကြံတဲ့ဟာတွေအကုန်လုံးကကလုံးလို့မရပါဘူးသူရဲ့ arnet check ကတော့ original ဖုန်းမှာပါတဲ့ software arnet check ကတော့အဲ့လိုဖြစ်ပါတယ်ကျွန်တော် အပြင်ခုနကပြတဲ့ software ပွားလို့ရတဲ့ software ၅ခုကတော့ကြံတဲ့ software တွေအကုန်လုံးကိုလည်းပွားလို့ရတယ် ဲ့တော့ကျွန်တော်ပွားထားတဲ့ software လေးကတော့ဘယ်မှာလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ဒီမှာပွားထားတဲ့ software လေးကတော့ဒီမှာဖြစ်ပါတယ်ပြီးလို့ရှိရင် point database က logo ပုံစံလေးနဲ့ဖြစ်တယ်ပေါ့နော်သူကတော့အပြင်ကျွန်တော်တို့ရဲ့ desktop ပေါ်ကိုရောက်လာတယ်ပေါ့နော် chrome နဲ့ software ရတော့ desktop ပေါ်မရောက်ဘဲနဲ့သူ့ရဲ့ software ထဲမှာပဲရှိနေတာဖြစ်ပါတယ်နှစ်ခုစလုံးကတော့အားနည်းချက်ရောအားသာချက်ရောရှိတယ်ပေါ့နော်မွေးစလို့အဆင်ပြေတဲ့ဟာကိုတုံးလို့ရတာဖြစ်တုံးလို့ရမှာဖြစ်ပါတယ် ီဗီဒီယိုလေးမှာတော့မစေတို့အကျိုးတကူရှိမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားပါဦးတကယ်ချင်းနေတဲ့အောက်လည်း channel လုပ်ပေးသွားပါဦးအားလုံးကျေးဇူးတင်ပါတယ်မိဘရှိသောနေ့လေးပတ်စံနေကြပါစေဘိုင်ဘိုင်